ဆိုတော့သူ့မောင်ပြန်ဆူထားတဲ့ပူဇော်တဲ့ချင်းမှာတီးရဲကမန္တလေးဥပဒိတ်မှာစပိန်နဲ့ဂီတမှာအလွန်နှက်ဆက်တဲ့အကျော်မော်ပညာရှင်ကြီးတစ်ယောက်ပါ ုသားတဲ့အထက်မှာစာသားမှားပါပါတယ်။ဘယ်နေရာမှားတယ်လဲဆိုတာတိတူရှားပါလိမ့်မယ်ဗျာ။သူဆိုသွားတာလေးကိုပြန်ပြောပြပါမယ်။ကိုင်းမလုံးထွေးလာသူမဲ့အားငယ်လိုလားွယ်။မောင်နဲ့အတူမေလဲလွမ်းတက်မယ်ထင်တယ်လို့ဆိုသွားတာပါ။နေကိုအောင်မြင်တာပိတောင်းကြိုးစားပြီးတော့တည်ဆုံထားပါတယ်။ကျွန်တော်သတိထားမိသလားဆိုလို့ရှိရင်အစောတော့သူ့မောင်ရဲ့နောက်ပိုင်း တိဆိုကြတဲ့သူအားလုံးဟာလည်းမောင်တဲ့အတူမေလဲလွမ်းတတ်မယ်ထင်တယ်လို့ဆိုကြပါတယ်အစိုးတင်တဲ့ခုမှဆိုလို့ရှိရင်စပောင်ပဲ့အောင်ဆိုဖို့ထန်ဂရိုင်းကြအောင်ဆိုဖို့တိတိချာချာတင်ပါတယ်အဲ့ဒါလို့တင်တာကတော့ကောင်းပါရဲ့ဒါပေမဲ့နမူနာအဖြစ်နဲ့စပောင်ပဲ့အောင်ဆိုခိုင်းတဲ့ခါမှာဒီတချင်းကိုနမူနာပေးပြီးတော့မောင်နဲ့အတူလို့အောက်မြတ်တန်ပြပြတတ်တာဆိုမှစပောင်ပဲ့မယ်လို့ သင်ပေးတာကိုကြားလိုက်ရပါတယ်ဗျာအဲ့ဒါမှားပါတယ်ခင်ဗျအရင်ကအစိုးရကိုယ်အကြီးဘယ်လိုဆိုသွားတယ်လဲဆိုတာကိုအဲ့ဒါကိုကျွန်တော်တို့တစ်ချက်တော့ပြန်နားထောင်ကြည့်ကြအောင်လေကိုယ်အကြီးကမောင်နဲ့အတူလို့မဆိုဘဲနဲ့မောင်နဲ့အတူလို့ဆိုသွားတာကိုသတိထားပြီးတော့နားထောင်ကြည့်လို့ရှိရင်သိနိုင်ပါလိမ့်မယ်ဒီနေရာလေးမှာအစတုန်းကကိုယ်အကြီးရဲ့တခြင်းမူရဲ့အတိုင်း ထည့်ထားတာပါအခုတော့ကိုအန်ကြီးတခြင်းကို copyright ရှိလို့ဆိုပြီးတော့အဖြတ်ခံရပါတယ်အဲ့တော့အရွက်တိုက်တယ်လို့လည်းမဟုတ်မိကြပါနဲ့ကိုအန်ကြီးရဲ့အတန်ထွက်အတိုင်းကျွန်တော်ဆိုပြပါမယ်ကာရာအိုကေတခြင်းအပေါ်မှာဂီတအပေါ်မှာ ကာရာအိုကေတန်းစင်အပေါ်မှာအပေါ်နေထပ်ပြီးတော့ကျွန်တော်ဆိုပြပါမှာပါ ပြောချင်တာကတော့ကိုယ်အညီဆိုတာကမောင်နေအတူလို့ဆိုတာပါမောင်နေအတူလို့ဆိုတာမဟုတ်ဘူးဆိုတာကိုပြောချင်တာပါကိုယ်အညီဆိုထားတဲ့တချင်မူရင်းကိုလိုက်ပြီးတော့ရှားနားထောင်ပြီးတော့တေးချာချာအဲ့ညာလေးကိုသတိထားကြည့်မယ်ဆိုလို့ရှိရင်မောင်နေအတူလို့ဆိုသွားတယ်ဆိုတာကိုလည်းတွေ့ရမှာပါကိုယ်အညီကမောင်နေအတူလို့ဆိုသွားတာကိုနောက်လူတွေက ကိုရင်ကြီးစပေါင်းမပဲ့ဘူးလို့ထင်ပြီးတော့မောင်နဲ့တူလို့အောက်မြတ်တံပြပြတတထွက်နိုင်အောင်ကြိုးစားပြီးတော့ကြတော့တီးဆိုကြတာဖြစ်ပုံရပါတယ်ကြိုးစားအားထုတ်မှုကတော့ကောင်းပါတယ်ဒါပေမဲ့အမှန်ကိုအမှားထင်ပြီးတော့အမှားကိုအမှန်ထင်ကြတာလေတခုကတော့ခက်ပါတယ်ဗျာတကယ်အမှန်ကမောင်နဲ့တူပါနောက်ထပ်တိတ်အရေးမကြီးလှဘူးလို့ဆိုခြင်းလဲဆိုနိုင်မဲ့ ကွဲလွဲချက်လေးတခုလည်းရှိပါတယ်အဲ့ဒါကတော့သူ့မောင်ကကွေးမလို့ထရေးလာတူမဲ့အားငယ်လိုလားကွယ်လို့ဆိုပြီးတော့ကွယ်ကြီးကတော့ကွေးမလို့ထရေးလာတူမဲ့အားငယ်လိုလားကွယ်လို့ဆိုပါတယ်တိတ်အေးမကြီးလာဘူးလို့ဆိုကောင်းဆိုနိုင်ပေမဲ့ဥပဒိန်ရဲ့ဟန်ကိုပေါ်လွင်စေတဲ့အချက်ပါဥပဒိန်ကကာယလိန်နဲ့ဆက်စပ်နေရှိပါတယ်ထရေးလာတူမဲ့အားငယ်လိုလားကွယ်ဟာအမှန်ပါမဲ့နဲ့ညွဲ့ကိုကာယယူထားတာပါ အဲ့လိုပဲမောင်နေတူမေလဲလွန်းတက်မယ်ထင်တယ်မှာလဲမောင်နေမေလဲဆိုပြီးတော့နင်းနေလဲကိုလည်းကာယံယူထားတာပါမောင်နေကိုနားမလဲကြလို့မောင်နေလို့ဆိုကြတာပါမောင်နေလို့ဆိုကြတော့အတိဘယ်ကဘလောက်အထီတောင်ချွတ်ချော်သွားတယ်လဲဆိုတာကိုစဉ်းစားကြည့်ပါမောင်နေတူမေလဲလွန်းတက်မယ်ထင်တယ်ဆိုတော့အတိဘယ်ကမောင်နေမေအတူတူလွန်းကြမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါလား မောင်နဲ့မေအတူတူရှိနေမှာတော့ဘာလို့များလွှမ်းရအောင်ပါပါလဲသွားလေသူဘွားကြီးကိုများနှစ်ယောက်အတူထိုင်ပြီးတော့လွှမ်းကြတာလားလို့စဉ်းစားရမလို့ဖြစ်နေပါလေကဲဟုတ်ပါပြီမောင်နဲ့မေကအတိတ်ပဲချွတ်ချော်တယ်ဆိုလို့ရှိရင်မောင်နဲ့အတူကရောဘာလဲလို့မေးကြမယ်ဆိုတာကိုသိပါတယ်အဲ့ဒီအမေကိုဖြေဖို့အတွက်ကျွန်တော်ထည့်ပိုတိ ပိုတက်ပိုနားလေတဲ့ပညာရှင်ဆရာကြီးဦးထွန်းတဲ့ကိုဖိတ်ထားပါတယ်။ဒီကောင်ကိုမောင်နေတူဆိုတာကမောင်နီးတူပေါ့ဗျာနော်။မောင်နီးအတိုင်းပဲပေါ့။မောင်လိုပဲနဲ့အတူတူဖြစ်မှာပေါ့။မောင်နယ်ပဲပေါ့နော်။နဲဟာမောင်နေတူမဲလေဆွေတယ်မဲထင်တယ်လွမ်းနဲ့မဲထင်တယ်ဟုတ်တယ်မလားအဲ့ဒီဟာလေးမောင်လိုပဲလို့ပြောကျင်တာအဲ့တော့နီးကို နငယ်ညာဤတနီးကတော့ရေထုံးအမှန်ပဲဗျာအတန်ထွင်တော့နောက်ပြည့်နေပဲထွက်ကြတယ်မဟုတ်လားသို့တော့ကဗျာမှာဆိုရင်နောက်ပြည့်နေရေးရင်လည်းခွင့်ပြုတယ်ဗျာအဲ့ဒါလည်းထူကြတယ်ပေါ့နော်ဘာကြောင့်လဲကဗျာဖြစ်ချင်းကြောင့်တချင်းဖြစ်ချင်းကြောင့်လက်ခံတယ်ကျွန်တော်တို့မြန်မာစာမှာနီးကိုဗိဒံအဖွင့်အပြင်းဆို၅နဲ့ရှိတယ်ဗျ၅မျိုးဖွင့်ရမှာနီးကို နီးတစ်ကတော့နန်စကလုံးလို့ကျွန်တော်ကယူဆတော့အတိတ်ပဲကတော့လိုက်နာရမယ်စနစ်ပေါ့ဗျာနီးနာပေါ့ပါဠိနေရလာတဲ့နီးပေါ့နေရကိုနီးလောက်ထားတာပေါ့ဒါပေမဲ့နှစ်ကအဲ့ဒီကောင်ကိုပဲယူပြီးတော့တုံးထားတယ်အဲ့ဒါပါလဲဆိုခုနပြောတဲ့မောင်နီးတူမောင်နေတူဆိုတာမျိုးလို့တဖွဲတို့နှဲတို့ဂဲတို့တို့အတိတ်ပဲရတဲ့နီးပေါ့ဗျာဒါကနောက်တနီးပေါ့နောက်တစ်ခါရှင်းတော့ကတုံးခဲ့တာရှိတယ်ဗျာ နှစ်သက်ပွဲဖြစ်တဲ့သဘောနဲ့ဤကိုတုံးတယ်အဲ့ဒါကတော့ရှေးတုန်းကတုံးခဲ့တဲ့အခါတွေမှာဆွေနီးတို့ဆွေမောင်နီးတို့ဆွေမဲနီးတို့လင်းနီးတို့မောင်နီးတို့မဲနီးတို့ရှင်နီးတို့စသဖြင့်တုံးတယ်ဗျဆွေနီးဆွေချစ်ပွဲကောင်းသောဆွေပေါ့ဗျာမောင်နီးဆွေချစ်ပွဲကောင်းသောမောင်ပေါ့ဗျာမဲနီးဆွေချစ်ပွဲကောင်းသောမဲပေါ့လင်းနီးဆွေချစ်ပွဲကောင်းသောလင်းပေါ့ဗျာရှင်နီးဆွေရှင်ဆရာကတော့တုံးရတဲ့ ဖြစ်ဖွယ်ကောင်းသောမြန်နိုးဖွယ်ကောင်းသောရှင်မော့ဗျာရှင်ဟမ်းမော့အဲ့လိုဟာမျိုးနဲ့အဲရှေးတုန်းကတုံးခဲ့တယ်ဗျာနောက်တစ်ခုက နောက်တစ်နှစ်ကနီးတယ်ဆိုနေရတာပေါ့မမားတဲ့အတိတ်ပဲနောက်တစ်ခုကတော့မိကွန်းကြဆုံးသက်ဖြစ်တဲ့ပဲသွားမြည်နီးတို့ပါလုံးနေတဲ့နီးတို့ဆိုနီးပေါ့ဗျာအဲ့ဒါလေး၅ခုပေးတာလေဗျာ 5ခုမှာနေရမြရဲဆိုတဲ့ဟာတခုပဲနောက်ပြင်းတဲ့ခွင့်ပြုကျန်တဲ့ဟာလေကော်လွန်နောက်ပြင်းတဲ့ခွင့်ပြုတယ်ဗျလိုက်နီးနာနေရဆိုတဲ့ဟာပြောရင်လည်းပဲနေလို့လည်းပဲရေးခွင့်ရှိတယ်ဗျကပြားမှာတဖွဲ့တို့ဘာလို့ဆိုလဲနေနဲ့လည်းပဲခုနပြောတဲ့မောင်နေတူဆိုနောက်ပြင်းနဲ့ရေးလို့ရတယ်ဗျဒါလည်းပဲကပြားဖြစ်ချင်းကြောင့်ရေးလို့ရတယ်နေတယ်မြားတယ်ကပြောတဲ့နေကြတော့အတန်အတွက်သာရှိတယ်ကျွန်တော်တို့ ဘယ်မှာမှဒီဟာကိုနောက်ပြင်းနဲ့ရေးခွင့်ပြုမထားဘူးပေါ့ဆလုံးမတ်ပုံမှာဘယ်ကိုသွားမြည်နီးမြည်တိအရာကိုယူမြည်နီးအဲ့နီးတွေပေါ့ဗျာဒီနီးတွေကို နီးလို့ပြောတယ်ဒါပေမဲ့ဒီနီးဟာကျွန်တော်တို့အဲစကားပြောတဲ့ခါကျတော့နီးနဲ့မပြောတော့ဘူးအဲ့နီးရပါဖြစ်လဲဆိုရင်လဲဖြစ်တယ်ဗျာ လမ်းနောက်ပြင်းနဲ့လဲတာနော်နတ်ငယ်နောက်ပြင်းဘူးလမ်းနောက်ပြင်းဒါတွေကပြောင်းတာတွေဟိုဆက်တွေ့တာတွေအများကြီးရှိတယ်ဗျစနေကတအလကားဟိုဖြစ်လာတာမဟုတ်ဘူးဘဲသွားသလဲဆိုတဲ့လဲနဲ့ဘဲသွားမြည်နီးနဲ့ဟာအဲအဲ့ဒီနီးနဲ့လဲရလဲအတူတူပဲဗျကဲဒီတော့မောင်နေတူမေလဲလွတ်တယ်မဲ့ထင်တယ်ဆိုတာဟာအတိပဲလဲပူရှိကာယံလဲပူညိပါလေဆရာကြီးဥပဒေရဲ့မူရင်းကလည်းအဲ့ဒါပဲဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတိတ်ကြတယ်လို့ဆိုချင်ပါတယ်ခင်ဗျာ